အားလုံးဝင်္ဂလာပါမကြခင်ပါလူရန်တဝမ်းမဲ့ရောခရစ်မတ်ကာလာလေးရောက်တော့မှဆိုတော့ခရစ်မတ်နဲ့ပတ်သက်ပြီးတော့တိထားတဲ့ညအကြောင်းအရာနဲ့ဘဟုရတွေကိုကျွန်တော်လည်းတူတူအချင်းချုပ်လေးလေ့လာကြည့်ကြရအောင်ဘာလို့အဦးဆုံးအနေနဲ့ခရစ်မတ်ဆိုတဲ့စကားလုံးကဘယ်ဟာဆင်းသက်လာရလဲခရစ်မတ်တစ်ပင်ကိုရောဘာလို့ချင်းရှုပင်ကိုပဲတောင်းရတာလဲခရစ်မတ်တစ်ပင်အလားဆင်ပစ္စည်းတွေရဲ့အသိပဲတွေရောဘာတွေလဲဆန်တာကလော့ဆိုတာရောဘာတူလဲဘယ်ဟာစားခဲ့ရလဲခရစ်မတ်လို့ပြောလိုက်ပြီးဆိုတာနဲ့ ခရစ်စမတ်ရဲ့အရာကိုအနီအောင်နဲ့အစိမ်းအောင်ကိုပဲဘာလို့တုံးကြရလဲနင်းငူသားဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့တူတူလေ့လာကြည့်ကြရအောင်ပထမဦးဆုံးအနေနဲ့ခရစ်စမတ်ဆိုတာတော့ဒါယေရှုခရစ်တော်လောကဓာတ်ရဲ့အတွက်လောကကိုဆင်းကြခဲ့တဲ့အရာလေးကိုရည်ညွှန်းပြီးတော့ပြုလုပ်ကြတဲ့ပွဲတော်လေးမျိုးဖြစ်ပါတယ်။ Christmas ရဲ့စကားလုံးကဘယ်အဆင့်သက်လာလဲဆိုရင်တော့ဒါအင်္ဂလိပ်ရဲ့မူရင်းစကားလုံးဖြစ်တဲ့ Christus message တနည်းအားဖြင့် Mass of Christ ဆိုတဲ့စာလုံးနေပြီးတော့ဆင်သက်လာတာဖြစ်ပါတယ်ဒီနေရာမှာထူးခြားတဲ့အခုရှိတာကတော့ Christmas ကို Xmas ဆိုပြီးတော့အတူပေါင်းရေးကြတာဖြစ်ပါတယ်ဘာလို့ဒီလိုရေးလဲဆိုရင်တော့ Greek စာလုံးမှာကြည့်မယ်ဆိုရင် Christ ဆိုတဲ့ပထမဆုံးစာလုံးက ace ဖြစ်နေတဲ့အတွက် ace match ဆိုပြီးတော့ရေးကြတာဖြစ်ပါတယ်။ယေရှုမေဖိုင်းနေ့မှာပဲဒါပညာရှိ၃ပါးနေပြီးတော့လောဘန်၊မှုရန်၊ရွှေဆိုတဲ့လောဆောင်ပစ္စည်းလေးတွေကိုလာရောက်ဆက်တာတော့အဆွဲပြုတ်ပြီးတော့ယခုခေတ်မှာဆိုရင်စခင်ရတဲ့သူအချင်းချင်းလက်ဆောင်ဖလှယ်တဲ့ချက်စရာအလေးထားလေးတွေလည်းရှိတာဖြစ်ပါတယ်။ Christmas ဘယ်တော့ဘယ်အစားခဲ့လဲလို့ပြောပြီးဆိုရင်ဒါရှေးရောမခက်က December လတွေမှာပြုလုပ်လေးရှိရဲ့ ဆောင်းရည်အကူပြောင်းပွဲတော်တွေနဲ့နေနက်ဖြာပွဲတော်တွေကိုအစားထိုးပွင့်အတွက်ဒါခရင်ကောင်းဆောင်တွေကတက်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ AD 400ဆူလောက်နေပြီးတော့စားပြီးတော့တရားဝင်ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ဒုရအနေနဲ့ Christmas တပင်ကိုဘာလို့ tin shoe ပင်ကိုပဲတုံးလဲဆိုရင်တော့ဒါဆောင်းရည်မှာတခြားရပင်တွေကအဲ့ရကြွေပြီးတော့6တိတ်သွားပြီးမယ်လေ။ဒါ Evergreen Tree လို့ခေါ်တဲ့ tin shoe မျိုးနယ်ဝင်အပင်တွေကတော့အများကြီးဆိုင်းလန်းနေတဲ့အတွက်ကြောင့်ဒါသာဝရတက်ကိုကိုစားပြုတ်ပြီးတော့ tin shoe ပင်ကိုပဲတုံးကြတာဖြစ်ပါတယ်။ ထင်ရှုပင်လို့ပြောလိုက်ပြီဆိုရတယ်။ဒါမျိုးမှာဗားရပ်စ်ကအဖြစ်ဆိုရင်တော့ထင်ရှုပင်လို့ပဲခေါ်ကြပြီမဲ့အင်္ဂလိပ်စကားမှာဆိုရင်တော့ဒါအမျိုးမျိုး query တွေပေါ့နော်။အဲ့ထဲမှာဒီ far ဆိုတဲ့ထင်ရှုပင်အမျိုးကို Christmas ပင်အနေနဲ့တုံးကြတာဖြစ်ပါတယ်။ဘာလို့ဒီအပင်ကိုတုံးလဲဆိုရင်တော့ဒီအပင်ရဲ့ပုံတံကတရိကံပုံတံရှိရဖြစ်ပါတယ်။ဒီတရိကံရဲ့အတိတ်ပဲကဒါခမဲတော်ဒါကတော့ tension တော့ဝင်ရတော့ဆိုရဲသုံးပါးတစုဖျားကိုညှင်းပြီးတော့ဒီအပင်ကိုတုံးကြတာဖြစ်ပါတယ်။ 1948ခုနှစ်မှာဘီမာဗစ်တိုးရီးယားနဲ့မင်နာအယ်ဘတ်တိုကခရစ်စမတ်သစ်ပင်ကိုအလားဆင်ပြီးတော့ကြိုက်ထားတဲ့ပုံတပုံသတင်းစာမှာပါလာခဲ့ပါတယ်။အဲဒီအချိန်ကစပြီးတော့ဒီခရစ်စမတ်သစ်ပင်အလားဆင်တဲ့အလေးထားဟာကမ္ဘာတစ်ဝန်းမှာခေတ်ဆက်လာခဲ့တာပဲ။ ဖြစ်ပါတယ်ခရစ်စမတ်တစ်ပင်အလားအစင်ပစ္စည်းတွေပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ဒါပထမဦးဆုံးအနေနဲ့တစ်ပင်ရဲ့ထိတ်ဆုံးမှရှိရကျေရတော့ဒါပညာရှိသုံးပါးကိုလမ်းပြခဲ့တဲ့ကျေကိုကြီးညွှန်းလာမယ်ဖြစ်ပါတယ်တနည်းအားဖြင့်ဆိုရင်ဒီကျေကိုဖျားခင်ကိုရည်ညွှန်းတဲ့အနေနဲ့လည်းဒါတစ်ပင်ရဲ့ထိတ်ဆုံးမှထားရတာဖြစ်ပါတယ် တပင်ပေါ်ကမီလုံးတွေကတော့ဒါလောကရဲ့အလင်းရှင်ဖြစ်တဲ့ယေရှုကိုယဉ်ညွတ်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ရှေးခေတ်ခါကဆိုရင်ဒါဖျောင်းတိုင်ကိုစပြီးတော့အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။မာတင်လူတာလက်ထက်မှာစပြီးတော့အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ဖျောင်းတိုင်ကိုအသုံးပြုတဲ့အတွက်ဒါမီးနောင်မှုတွေလည်းဖြစ်ခဲ့ပါလိမ့်တယ်။နောက်ပိုင်းမှာတော့ကျွန်တော်တို့အားလုံးသိတဲ့ Thomas Edison ရဲ့လုပ်ဖော်ကိုင်မတစ်ယောက်ဖြစ်တဲ့ Edward Jensen ကစပြီးတော့ဒီ Christmas lesson မီးတွေကိုစတင်အသုံးပြုခဲ့ ပြီးတော့ဒါခရစ်စမတ်အလှဆင်ခြင်းကိုထောက်ရကြောင်းလေးစီခဲ့ပါတယ်ခရစ်စမတ်တစ်ပင်ပေါ်မှာချိတ်ဆွဲထားတဲ့အလှဆင်ပစ္စည်းတွေထဲမှာဒါချေအိတ်ကိုလည်းထူးခြားခြားတွေ့ရှိရဖြစ်ပါတယ်ဒီချေအိတ်ကတော့ဒါ Saint Nicholas ကဒါဆင်းရဲတဲ့ဦးရဲ့တမင်းတွေကိုငွေကိုလှုပ်ပြီးတော့ပေးခဲ့တဲ့နေရာမှာအဲ့ငွေတွေကဒါမီလင်းဖို့ပေးမှရှိတဲ့ချေအိတ်ထဲမှာကြောက်ခဲ့တယ်ဆိုတော့ဒါနာကြီးကနေပြီးတော့ဆင်းသက်လာတာပဲဖြစ်ပါတယ်နောက်ချက်တစ်ခုအနေနဲ့ဒါဂျေပုံစံရှိတဲ့တရားချောင်းလေးတွေလည်း တွေ့ရတာဖြစ်ပါတယ်ဒီတရားချောင်းလေးတွေကဘာကိုညှင်းလဲဆိုရင်ဒါတုတ်ထင်းတွေရဲ့တုတ်ကောက်ကိုညှင်းတာဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ဒါ Jesus ဆိုတဲ့စာလုံးရဲ့ပထမဥယုံစကလုံးဖြစ်တဲ့ J ကိုညှင်းပြီးတော့ဒါအဖြူရောင်တဲ့အနေအထားကတော့ယေရှုရဲ့တန်ရှင် ထောက်မှချင်းကိုညညွန်ပြီးတော့အနီရောတော့ယေရှုရဲ့အသွေးတော်ကိုညညွန်တာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ဒါအဝိုင်းပုံရံရှိတဲ့ခရစ်စမတ်ပန်းခွေရောတော့ဒါယေရှုခရစ်တော်ရဲ့အဆုံးစားမရှိတဲ့ချစ်ခြင်းမေတ္တာကိုညညွန်တာပဲဖြစ်ပါတယ်။စတုထအနေနဲ့ဒါဆန်နာကလော့စ်ဆိုတော့ဘလူးလဲလို့ပြောပြီးဆိုလို့ရှိရင်ဒါဂရိဘုံတို့ဤတပါဖြစ်တဲ့စိတ်နီကိုလတ်စ်ကိုယဉ်ညွတ်လာမှာဖြစ်ပါတယ်။စိတ်နီကိုလတ်စ်ဆိုတာကတော့အတိုင်းမရှိစင်ရိုင်းနဲ့ကလေးတွေကိုလက်ဆောင်ပစ္စည်းတွေတိတ်တိတ်ဆိတ် ဘေကန်လေးရှိရတဲ့သူအဖြစ်ကြော်ကြတာဖြစ်ပါတယ်။အခုခေတ်မှာလူတိုင်းသိတဲ့အနေအဝတ်ဆုံးမုတ်ဆေးဖြူနဲ့ဆန်နာခရော့စ်ပုံစံတော့ဒါ1920ဝန်းကျင်လောက်မှာကိုကကူလာကုမ္ပဏီရဲ့ကြော်ညာတွေကနေပြီးတော့တဆင်းဥပကြော်လာတာပဲဖြစ်ပါတယ်။ပစ္စမအနေနဲ့ဒါခရစ်စမတ်ရဲ့အယောင်တွေအကြောင်းပေါ့နော်။အနေအဝတ်တော့ဒါယေရှုခရစ်တော်ရဲ့အသွေးတော်တနည်းအားဖြင့်ယေရှုခရစ်တော်ရဲ့ပေးဆက်ခြင်းကိုကိုးစားပြုတာပဲဖြစ်ပါတယ်။အစင်းရောင်ကတော့ဒါသာရတတ်နဲ့ရှင်သန်ဆိုင်လမှုကိုကိုးစားပြုပြီးတော့ရွှေရောင်ကတော့ဒါဘုန်းကို အာနုဘောကြွယ်ဝချမ်းသာမှုတော်ဝင်ဆံမှုနဲ့တကွဒါပညာရှိသုံးပါးကိုလမ်းပြခဲ့တဲ့လမ်းပြကျေကိုလည်းကိုစားပြုရပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဒါနင်းလူသားနဲ့ Christmas ဆိုတာဟာဒါရိုက်ဆက်ဆံမှုမရှိဘူးဆိုပေမဲ့နင်းလူသားဆိုတာလည်းဒါဆောင်းရည်နင်းကြမှာပဲပြုလုပ်နိုင်တဲ့အရာလေးဖြစ်တဲ့အတွက်ဒါ Christmas နဲ့တနင်္သပုံဆက်ဆက်နေတာဖြစ်ပါတယ်အဲဒီမကဒီဘယ်နဲ့1843မှာအင်္ဂလန်နိုင်ငံမှာစပြီးတော့ ပထမဦးဆုံး Christmas card တွေကိုစပြီးတော့ဖန်တီးရဲ့အခါမှာဒါပကြီးစရာတွေကအဲ Christmas card လေးတွေထဲမှာဒါ name guy ပုံတွေကိုဆွဲပြီးတော့ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။အဲ့ချိန်နေစပြီးတော့ဒါ name guy ဆိုတာဒါ Christmas အလားစင်ပစ္စည်းတစ်ခုအဖြစ်ဒါရေးပန်းစားခဲ့ရပဲဖြစ်ပါတယ်။အားရမကဒီဘယ်နဲ့ဒါ1950မှာထုတ်လွှင့်ခဲ့တဲ့ဒါ First the Snowman ဆိုတဲ့တခြင်းနဲ့တကွာ1969မှာဒါ ပြသခဲ့တဲ့ဒါ firstly the snowman ဆိုတဲ့ရုပ်ရှင်ကြောင့်လည်းဒါနင်းလူသားတွေဟာလူထုကြိုင်မှာပို့ပြီးတော့ရေပန်းစားလာခဲ့ရပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါတွေကတော့ Christmas နဲ့ပတ်သက်ပြီးတော့တည်ထားခြင်းများဘုဟုဒလေးတွေကိုကျွန်တော်လေ့လာမိလောက်ပြန်ပြီးတော့ဝင်မြောက်ပေးရပဲဖြစ်ပါတယ်အားလုံးပဲ Christmas မှာကြိုရှင်ပါစေ Merry Christmas ပါ